ရဲဘော်တွေကိုပေါ့နော်စစ်ကောင်စီဘက်ကကောင်းနေရအဘလို့ဝိညာဉ်နေနဲ့များဒါဒီလောက်ထိဒါပြင်းပြင်းထန်ထန်နဲ့တိုက်ခိုက်နေရတာသူတို့မှလုံးဝအသက်တွေများအပူပါသလားပေါ့နော်မင်္ဂလာပါခင်ဗျာခုလဲသတင်းကောင်းနေကျွန်တော်ပြောပြခြင်းပါတယ်သတင်းကောင်းနေရလဲအများကြီးရှိတယ်ဗောနော်ပြီးတော့ဟိုဘက်ရက်ကွက်ကလောင်နေတဲ့ဟာလေးလဲကျွန်တော်ဖတ်ပြမယ်ဗောနော်အဲ့ဒါဒါကျွန်တော်ပထမဆုံးသတင်းဆိုရင်ကလေးမြို့နယ်ကြံသာကျေးရွာဗောနော်စစ်ကောင်စီတပ်စခန်းကို က်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်အဖွဲ့ကြီးလည်းအများကြီးပဲပေါ့နော်ပြီးတော့စစ်သားအလောင်း15လောက်ရတယ်လက်နက်ခဲယမ်းတွေဆိုလည်းအများကြီးပဲပေါ့နော်ဒီလက်နက်ခဲယမ်းတွေဆိုရင်ချို့ဟာကြီးဆိုရင်ဟိုပြန်ပြီးတော့အသုံးပြုဖို့အတွက်တကယ်ကိုကောင်းကောင်းမွန်ရှယ်တွေရတာပေါ့နော်အဲအဲ့လိုမျိုးသိမ်းနိုင်တဲ့ဟာတွေတွေ့တယ်ပြီးရင် RPG ဘုံးတွေဆိုရင်လည်းမနှဲဘူးပေါ့နော်အဲပြီးတော့မီးဇက်တွေအားအစားတွေ့ရတယ် battery o တွေတွေ့ရတယ်အဲပြီးတော့ဒါ drop ဘုံးပေါ့နော်အဲ drone နဲ့ချမဲ့ဘုံးတွေလည်းအများကြီးရတယ်ပေါ့နော်အဲပြီးတော့ဒီဂျမ်မာတွေလည်းတွေ့ရတယ် အဲ့ဒါတွေကဒါနောက်တိုက်ပွဲတွေအတွက်တော်လိုင်းတက်ဖွဲ့တွေအတွက်တော့တကယ်ကိုအသုံးဝင်တဲ့ဟာတွေဖြစ်လာတယ်ပေါ့နော်အဲ့ဥစ္စာနဲ့ပတ်သက်လို့ဒါတက်ဖွဲ့တွေဒီတင်းစီရမိရဲ့အထင်မှာနည်းနည်းကြည့်လိုက်တော့ကြတော့ဒီကာပိုင်အဆုတ်လေးကြီးလည်းပါသေးတယ်အဆုတ်လေးကြီးပေါ့နော်လက်နဲ့အဆုတ်လေးပါတော့ဟာ တို့စီကတက်ဖွဲ့တွေကတဖြည်းဖြည်းလုံးဝဒါမြင့်မြင့်လာတယ်ဗောနော်စွမ်းရည်တွေမြင့်လာတယ်လက်နက်တွေခဲရန်နေပြေစုံလာတယ်ပို့ပြီးတော့ရေသွေးတွေမြင့်လာတယ်ဆိုတဲ့အချိန်မှာစစ်ကောင်စီဘက်ကကြောက်ခွက်ကုန်များပြန်ရောက်သွားတာလားဗောအဲ့လိုလဲတွေးမိတယ်ဗောနော်ဘာလို့လဲဆိုတော့သူကဆုတ်ဆုတ်ပြတ်ဟာလေးရာဆိုတွေ့လာတယ်သူတို့အတွက်အသက်တပြတ်ဒါဒီကာလအရေးကြီးနေတဲ့ချိန်မှာသူတို့အဲ့လိုမျိုးဟာလေးပဲတုံးပြီးတော့ခုခံနေရတော့တေပြီပေါ့ဒီကောင်နေအဲ့တော့ကြောက်ကြောင်ဒီဘက်ကတက်ဖွဲ့တွေကပျော်တာပေါ့နော် အဲပြီးတော့အဲ့လိုမျိုးတင်းစီရမိတဲ့လက်နက်ခဲယမ်းတွေကအခုနောက်ပိုင်းမှာအပုံလိုက်တွေကြီးပဲလေနော်ဒါကြည့်လိုက်ရင်ဒါဖလန်းမဲကြီးကြီးအင်းတော်ပဲကြီးကြီးပေါ့နော်အခုဒါကလေးရဟာပဲကြီးကြီးပေါ့နော်လက်နက်ခဲယမ်းတွေအပုံလိုက်အဲအဲ့ကြောင့်အဲဥစ္စာကိုကြည့်ပြဟိုဘက်ရက်ကွက်ကကြည်ခွဲနေရရှိတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ဒါစကန်းသိန်းခံရတဲ့မှတ်တမ်းတွေကြီးလိုက်ရင်ပေါ့နော်မှတ်တမ်းတွေအလံဖြူတောင်နဲ့မှတ်တမ်းတွေဓာတ်ပုံတွေကြီးလိုက်ရင်ね ကား၁၀စီးတိုက်လောက်ရှိတဲ့လက်နက်ခရမ်းကြီးစံနေရဲတဲ့ပြီးရင်ကြာကိုစီးစားမကုန်တဲ့ခန္ဓာကိုယ်အာခေါင်းပေါင်းတန်အုပ်လိုက်ကြီးရဲပေါ့နော်ဒါတွေကိုရုပ်တင်မရှိတာတွေ့မြင်နေရတာတခုခုမှားနေပြီဆိုတာပြနေတယ်ပေါ့နော်တကယ်လည်းဟုတ်တယ်လေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဘက်ကတက်ဖွဲ့တွေဖမ်းလိုက်ပြီဆိုရင်အုပ်လိုက်ကြီးတယ်ကြီးပဲပြီးရင်အပုံလိုက်ကြီးတယ်ကြီးပဲရတယ်အဲ့တော့ကြတော့အဲ့လိုဟာမျိုးကိုဟိုဘက်ကကောင်နေပြန်မြင်ရတဲ့အခါကြေကွဲတာဟောကြေကွဲတော့အခုအဲပေါက်တက်ကြရတယ်သူတို့ပြောတာရှိတယ်ဘောနော်အဲ့အဲ့ဥစားကိုကြည့်ပြီးတော့ရင်နာနေကြတယ်ဘောနော်အဲ့တော့တက်တောက်ခံသူတွေအားလုံးမေးချင်နေကြတယ်မေးခွန်းတစ်ခုပဲရှိတယ်ဘော အဲ့ဒါဒီလူတွေဒီလက်နက်တွေ ਨੇ ပြန်တိုက်လို့မရဘူးလားဆိုတော့မေးခွန်းပေါ့နော်အဲ့ဒါသူတို့စိတ်တက်တွေပေါ့နော်စိတ်တက်တွေကအောက်တန်းကြရတယ်စိတ်တက်တွေမကောင်းဘူးအဲပြီးတော့ကြတော့ပြည်သူပေါ်စင်တာမမှန်ဘူးအဲဒါမျိုးတွေကြောင့်ကိုကျိုးကြည့်ပြီးတော့ပဲဒါခုနလိုပေါ့နော်ဟိုအတုံးချချင်တဲ့ကောင်တွေဖြစ်တဲ့အတွက်ပေါ့နော်တိုက်ပွဲမှာရေရှည်ဘလို့မှဒီဘက်ကတော်လည်းတက်ဖွဲ့တွေကိုရှင်းနိုင်ကြအကြောင်းမရှိဘူးလေနော်အချိန်တစ်ခုရောက်ပြီဆိုတာနဲ့အောင်မြင်မှုကရကိုရတာပဲအဲကြအဲဥစ္စာတွေကိုသူတို့တွေမကျင်းနဲ့ကြတော့တဲ့အခါ ဒီဥစ္စာတွေကပေါ့နော်ဒါသူကအဲဒီစိတ်တမကောင်းတဲ့နိဗိတ်တွေကိုပေါ်တာဆွဲပြီးတော့ရှေ့တန်းကအတင်းလွတ်နေတဲ့အကျိုးဆက်တွေတက်မလို့ကစပြီးတော့ခံစားနေရပါပြီဆိုပြီးတော့ပြောလာတယ်နိဗိတ်တော့မြည်သေးတယ်ဒါစိတ်တပြောညံ့ပြီးအကျံဖက်အားပေးတယ်မဟုတ်လို့ပေါ့နော်ဘေးပညာကလူကိုအလံပြူထောင်ဖို့နားချမယ်တိုက်ချင်အောင်ဆောင်ပြမယ်ပြီးရင်လက်နက်တွေတည်သွားပြီးတော့အလံပြူထောင်မယ်ဒီလိုမျိုးပဲလှုပ်ကြတော့မှာပေါ့နော်အဲဒါကြောင့်မလို့တကယ်လှုပ်ချင်တာတကယ်နိုင်ချင်တာတည်ကြတယ်ဆိုရင်ပေါ့နော်နိဗိတ်တွေကိုစိမှုထမ်းမှုမခေါ်ပါနဲ့တဲ့အမျိုးသားရေးသမားတွေကိုခေါ်ပါတဲ့တက်ထောက်ကန်သူတွေကိုခေါ်ပါတဲ့ ချမ်းခိုင်ရေးပါတီဝင်တွေကိုခေါ်ပါတယ်အခုချိန်မှာတမတော်ကိုတကယ်ကဲတင်နိုင်တဲ့မျိုးချစ်စိတ်ရှိတဲ့သူတွေပဲခေါ်ပေါ့နော်ဒေတာတိုင်းမှာအမျိုးသားရေးသမားတွေချမ်းခိုင်ရေးပါတီဝင်တွေနဲ့ချမ်းခိုင်ရေးကိုမဲပေးတဲ့သူတွေရှိတယ်ပေါ့နော်လိမ့်စာနဲ့တေချာလိုက်ရင်ဘလို့မျိုးချစ်မှပြေလို့မလုပ်ပါဘူးအခုမှမြန်မြန်မလုပ်ရင်ဘလို့မှမလုပ်တော့တာပူကောင်းပါလေသူတို့ဘက်ကလူတွေကိုသူတို့ပြန်ပြီးပေါ်တာဆွဲဖို့ပြောနေရနော်အဲ့လိုဆိုကျွန်တော်တို့ဒီဘက်ကတက်ဖွဲ့တာပူတော်မှပျော်သေးရဲ့ချ ဂျာအဲ့အဲ့ဟာမျိုးကိုမြေမြန်အကောင့်ထဲပေါ်သိမ့်ပါတယ်။ဘဘာအင်းနေနဲ့လည်းဒီဥစ္စာကိုနားထောင်သိမ့်တယ်ဗောနော်။နားထောင်ပြခုနလို့တက်ကိုထောက်ခံတဲ့ကောင်တွေ၊ကြံ့ခိုင်ရေးတွေ၊အပြင်ကြံ့ခိုင်ရေးကိုမဲပေးခဲ့တဲ့ကောင်တွေ၊ပြင်လော်ဘီတွေအဲ့လိုကောင်မျိုးတွေကိုဒါပေါ်တာဆွဲပါအခုပေါ်တာဆွဲကိုပြောနေတာအပေါ်တာဆွဲပါပြင်တိုက်ခိုင်းပါဗောနော်ဒီဘက်ကတော်လိုင်းတက်ဖွဲ့ရအမြဲတမ်းလုံးဝအဆင်သင့်မယ်စိန်ခေါ်တယ်ဗောနော်ဒါကတော့ဒါကြောင့်ဒီရက်ထဲမှာဗောနော်ဒါကျွန်တော်ပြောရမယ်ဆိုရင်နှစ်တက်ကူလက်ဆောင်ဗောအဲတကြံနှစ်တက်ကူလက်ဆောင်အနေနဲ့ရတဲ့ ဒါအောင်ပွဲတွေပေါ့ဗျာဒီဥစ္စာတွေကတကယ်ဝမ်းသာအားရရှိလာတယ်ပေါ့နော်ပြီးတော့ဒီတကြံနဲ့ပတ်သက်လို့လည်းပြောရမယ်ဒီအခုစကားစားပေါ့နော်အခုသူ့ရဲ့လောက်ခံလေတက်ကပေါ့နော်လေတက်ကកောင်းနေဟိုးတဲ့တကြံနှစ်တကူပိတ်ရက်ကာလအနာမပေးဘူးပေါ့နော်အနာမပေးဘဲနဲ့လေချောင်းစစ်စင်ရေးတွေဇက်တိုက်ရှိနေမယ်ဆိုပြီးတော့ဒါလေတက်ရာရှိပိုင်းနေပိုင်းလော့တွေလေတက်သားတွေကိုဒါအဲအနာမပြည့်ပဲနဲ့အသင့်ပြင်ခိုင်းထားရဲဆိုပဲပုံစံမျိုးတည်နေတည်ရတယ်ဗောနော်တည်နေလည်းတက်လာတယ်။ခင်ဗျားပြောရင်တော့ပြည်သူအတွက်ကတော့မထူးနေ့စဉ်နဲ့မြတ်ဒီကောင်နေရဒုက္ခပေးနေရပဲပြီးတော့နေနေညညလှုပ်နေတာဗောနော် ပြည်သူတွေအိတ်တဲ့အချိန်ကောင်းကောင်းမွန်အိမ်မောကြနေတဲ့အချိန်ဒါမျိုးပုံစံမျိုးတွေကဆက်လိုက်ပြီးတော့ဘုံကျက်တက်ဖြတ်မှုတွေလုပ်နေတာပေါ့နော်ပြီးတော့ဒီကောင်နေရဲ့ထုံးစံပဲအဲ့ဒါကအခုနောက်ပိုင်းမှာဘာမှထူးပြီးတော့ဒီကောင်နေလုပ်နေတဲ့ပုံစံမျိုးမဟုတ်ဘူးသူတို့ကသူတို့ရဲ့ပုံမှန်အလုပ်လုံမျိုးကိုလုပ်နေတာပေါ့နော်အဲတော့ကျွန်တော်ဘက်ကတော့သတိထားစရာရှိရတော့သတိထားရမယ် လေကြောင်းတက်ခိုက်မှုတွေဒါတကယ်ပြောရင်ဒီလိုအခါကြီးရက်ကြီးတွေမှာဆိုရင်ပူတော်မှလှုပ်သေးတယ်ပြီးရင်ဒါမနစ်ကဆိုလဲဒါမျိုးပုံစံမျိုးတွေသူတို့လှုပ်ခဲ့တယ်ရက်ဆက်ခဲ့တာရှိတယ်ဗောနော်အဲ့တော့သူတို့ဘက်ကဒီလိုမျိုးဒီဇိုင်းမက်မက်ဗောနော်ရုံမာမှုတွေလှုပ်နေတဲ့ချိန်မှာအဲကျွန်တော်ဒါဒေသခံပြည်သူတွေအနေနဲ့လည်းသတိထားရမယ့်ဟာတွေအမြဲတမ်းဒါလုံးဝအသင့်ဖြစ်နေရမယ့်ဟာတွေကိုချိုးပြီးတော့ပြင်ဆင်ထားစီခြင်းနဲ့ဒါထူးခြားတဲ့ဟာတော့မဟုတ်ဘူးဗောနော်ဒါပေမဲ့လည်းဟိုဒီရက်ထဲမှာမြင်ရတွေ့ရတဲ့ဟာတွေကဒီကောင်းနေလှုပ်ရက်တွေကတော်တော်လေးကိုအဆင်မပြေဘူးဗျာ ဟိုဟိုလောကလည်းဒါဖြစ်သွားတယ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုလည်းဖြစ်တယ်အခုဆိုလည်းဒါတန်ငါပေါ့နော်ပြီးရင်ဒါတာမဏီလေးတွေဒါတွေကအဆပေါ့နော်ရဲဆက်ဆက်လောက်ခံရတဲ့ဒါလီချောင်းတိုက်ခိုက်မှုတွေကအများကြီးရှိနေတာအဲ့တော့ကျတော့ဒါတွေကိုတော့သတိထားစေချင်တယ်အဲပြီးတော့ဘလုံနေရာမျိုးတွေကိုပို့ပြီးတော့လုံမလဲဆိုတော့တေးကြတယ်ဒီကောင်းအတွက်ဆုံရှုံသွားတဲ့နေမြေတွေဒေတာမျိုးတွေအဲ့လိုနေရာမျိုးမှာရှိတဲ့ဒါပြည်သူတွေကိုပို့ပြီးတော့လုံလိမ့်မယ်ပို့ပြီးတော့ရက်ဆက်လိမ့်မယ်ပေါ့နော်အဲ့ကြအဲ့လီချောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ရင်လည်းဒါကျွန်တော်တို့သတိထားရမယ်နောက်တစ်ခုကတော့ လေတက်နဲ့ပတ်သက်လို့ပေါ့နော်လေတက်နဲ့ပတ်သက်လို့လေတက်ကကောင်းမဲဖြစ်ဖြစ်ပေါ့နော်တွေ့ရပြီဆိုတဲ့ခါကျရင်ဖန်းတဲ့ထဲမှာပါလာပြီဆိုတဲ့ခါကျရင်ပေါ့နော်အပြည်သူတွေအားလုံးအတညင်တညွတ်ထဲပြောကျင်နေရဟာတံပြန်ဒါဒံခတ်မှုအပြစ်ပေးမှုတွေကိုပဲဖြစ်စေခြင်းကြာဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့ရုံမှာရက်ဆက်မှုတွေကကန့်ကုန်သွားပြီပေါ့နော်ပြီးတော့ကျတော့သူတို့ရဲ့မိသားစုတွေကအဆပေါ့နော်ကိုယ့်ရဲ့သားသမီးဒီလိုမျိုးလုံနေတဲ့ဟာကိုခွင့်ပြုပေးထားတယ်လုံးဝတားဆီးတဲ့ ပုံစံမျိုးတော့မလုပ်ဖဲနဲ့ပေါ့နော်သူတို့ကတော့ရောပြီးတော့ပျော်နေသလားကျွန်တော်တို့လည်းမပြောတတ်ဘူးပေါ့နော်အဲ့ကြအဲ့လိုဟာမျိုးတွေကိုကျွန်တော်ကမှဖြစ်စေချင်တာပါအဲဒီကတော့အဲသူရဲ့မိသားစုတွေအနေနဲ့သူရဲ့သားသမီးဒီလိုမကောင်းတဲ့လှုပ်ရက်တွေပြီးသူကိုတက်ဖြတ်နေတဲ့လှုပ်ရက်တွေအဲ့လိုလှုပ်ရက်မျိုးတွေကိုမလုပ်ဖို့အတွက်တားဆီးရမယ်တာဝန်ရှိတယ်အဲ့လိုမျိုးကမတားဆီးဘူးဆိုရင်သူတို့လည်းအလိုလိုလိုပါပဲဆိုတဲ့ဟာကိုပြောချင်တယ်အဲ့တော့လေတက်ကောင်မိတဲ့ခါကျရင်နီးနားရှိနေတော့ပေါ့နော်ဒါအချင်းပြေလောက်ဘူးပေါ့နော် နောက်တစ်ခုကဒီလိုမျိုးဘုံကျဲဖို့လုပ်နေတာတွေရှိတယ်လို့ပေါ့နော်မင်းအောင်လိုင်ကသူ့ရဲ့ရိုးရာမပြတ်အလုပ်တစ်ခုလည်းလုပ်တယ်အဲ့ဒါကတော့ဒါမင်းအောင်လိုင်တို့မိသားစုကတောင်ကြီးရွှေဖုံးပွင့်စီဒီကိုရရရချီထီတော့တင်တယ်ပေါ့နော်တစ်ဖက်ကလုံးဝပတိနောက်တစ်ဖက်ကဘုံသီးပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ပြည်သူကိုရရဆက်ဆက်လုပ်နေတယ်ပြီးတော့သူတို့ထိခိုက်နစ်နာမှာကြတော့လေကြောက်တယ်သူတို့အာနာဆုံးရှုံးရမှာလေကြောက်တယ်အဲ့လိုကြောက်နေတာဖြစ်တဲ့အတွက်ခုနကလိုရရရနဲ့သူတို့ကိုကယ်လို့ရမယ်လို့သူတို့ကယူဆနေကြတယ်အဲ့တော့ကြဟန်ပြပုံစံမျိုးတွေခုနောက်ပိုင်းမှာလုပ်တယ် လူသိခန္ဓာတမျိုးလူမသိအောင်တမျိုးပုံရုပ်ွယ်ရိုးတမျိုးပေါ့နော်လုံနေတဲ့ခုနလိုဟန်ပြရရချေတဲ့ဟာတွေကအများကြီးဟန်ပြဆိုရင်တို့တို့အသေးအတန်ဖြစ်နေတာဒါပေမဲ့အဲ့ဥစ္စာတွေကတို့ကိုမကယ်နိုင်ဘူးဆိုတာလေဒီနေရာနေသိပေးနေတာပေါ့နော်အဲ့လိုဆိုတကယ်သာအဲ့လိုမျိုးလှုပ်လို့ရာချေဟေးဆိုရင်ရှေ့ပိုင်းကာလမှာကတည်းကသူအကြီးကျယ်လှုပ်ခဲ့တဲ့ရရချေတဲ့ပွဲတွေအဲခုနလိုဒါဖျားတွေဇွေးတွေပထိုးတွေတဲ့တဲ့ဟာမျိုးတွေပေါ့တကယ်ဟဲပြီးတွေလှုပ်ခဲ့တာရှိတယ်ဒါပေမဲ့ဒီနေ့ဒီချိန်ထိသူအချိန်နေကောင်းစရာတစ်ခုမှမရှိဘူး ပို့ပြီးတော့ဆုတ်ယုတ်ပြီးတော့ပို့ပြီးတော့ပျက်စီးသွားတာပဲရှိတယ်။ဒါကဓမ္မနဲ့အာဓမ္မမှာအခုဆိုရင်ဓမ္မအာသာလာပြီဆိုတဲ့ဟာကိုပြတာပဲပေါ့နော်။ပြီးတော့တို့ရဲ့အာဟုတူတွေကဒီလိုမျိုးဟာမျိုးနဲ့ကာကွယ်လို့မရဘူးဆိုတာကိုလည်းသိစေချင်တာ။ဒါတော့မှပဲနလဘိန်းတို့မိသားစုကခုနလိုမျိုးဒါရရရချင်းတို့ကိုကယ်နိုင်မယ်လို့ထင်နေတော့မဲပေါ့နော်။ပြီးတော့စစ်တပ်ကအခုလိုမျိုးရရရအလုပ်တွေဘေးရင်အလုပ်တွေဆိုရင်အရန်ယုံကြည်ကြတယ်ပေါ့နော်။တချို့ဟာတွေကမကောင်းဘူးလားဆိုကောင်းတယ်ဒါပေမဲ့တို့တော့မကောင်းတာတို့တို့မဟုတ်လို့ကိုမကောင်းတာဒီကောင်နေရဲ့လှုပ်ရက်ကိုကကိုမယိုင်းဆုပ်ပဲလုံးလို့ဒါတွေကတို့ကိုမကင်နိုင်တာပဲ နောက်ထပ်အားရစရာသတင်းနှစ်ခုလည်းရှိတယ်အဲ့ဒါရည်လည်းရည်ချင်တာပေါ့နော်အဲ့တော့ဒါပခုတ်ကူမျိုးကောက်ကွေးကနေပြညာပိုင်းပြန်လာတဲ့ကာဗာဆာ24ရာဗိုလ်ဘူးတော်စင်ဦးဘင်းခံရလုံးဝအသက်မရှင်အဲ့ဒါလည်းဒါအားရတယ်ပေါ့နော်ဒါအဲဒါတပ်ဖွဲ့တွေကပေါင်းပြီးပူပေါင်းပြီးလုတ်တဲ့စစ်စင်ရေးပေါ့နော်အဲအဲ့ဒီစစ်စင်ရေးပုံစံမျိုးသူတို့ဖော်ဆောင်နိုင်တယ်ပြီးရင်ဒါဗီဒီယိုထဲမှာဆိုလဲအလကောက်အလကောက်အလကောက်အဲသူတို့အတွက်ဒီ ီဂန်းနေရာလည်းအရင်အရေးကြီးတာဘောနော်အဲ့တော့ကျတော့သတင်းတီးကြရပြီးပြီးလှုပ်လိုက်နိုင်တဲ့ဟာတွေလည်းမိုက်တယ်ဘောနော်နောက်နောက်တစ်ယောက်ကဒါရွာငန်းအောင်ဘန်းလမ်းပိုင်းဘောနော်အဲဘိုးကြီးမျိုးစော်တန်းလိုက်ပါလာတဲ့အိမ်စည်းကားကိုပြစ်ခတ်တိုက်ခိုက်တယ်ပွဲချင်းပြီးသေးတယ်ပြစ်စလို့တက်လိုက်ရတယ်လက်ပြုံတစ်လုံးရတယ်ဘောနော်တကယ်အဲ့ဒါလည်းမိုက်တယ်ဘောနော်လိုတိုရှင်းလေးပဲပြောသွားလိုက်တာအားရတယ် ပြီးတော့ဒီကောင်းလေးလူမိုက်ပဲဗောနော်ဒီလောက်ထိဒါသူတို့ဘက်ကအဖွဲတွေကိုဗောနော်စောင့်ကြည့်ပြီးတော့လိုက်ပြီးတော့ပြင်းနိုင်နေတဲ့အနေထားမှာဒီကောင်းလေးဒီလိုမျိုးအပြော်ဘာမပြတ်ဘူးဆိုတာတကယ်လူမိုက်ပဲဒီကောင်းလေးဒါအခုတကောင်းပါတယ်ဟိုကီတီဘီကပြန်လာတဲ့ကောင်ဆိုတချင်းလေးတော့စူသွားတာဗောနော်အဲ့လိုပုံစံမျိုးနဲ့ဒါတပ်ဖွဲ့တွေကလုံနိုင်နေတဲ့ဟာလည်းတကယ်အားရစရာကောင်းတဲ့သတင်းဖြစ်တယ်ဗောနော်အချို့ကြောက်လည်းအတယောက်ပဲလားဆိုပြီးတော့ဒါလုံးဝအားမရတဲ့ဟာရှိတယ်ဗောနော်အပြည့်တလက်ပဲရတာလားဆိုပြီးဖြစ်တာမျိုးလည်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့အရလိုက်တဲ့အောင်မြင်မှုကအဲ့အလောင်းနဲ့ လက်တွေတဲ့အများကြီးတာသွားတယ်ဆိုတာကိုသိစေချင်တာသူတို့တွေနေစဉ်စိုးရင်ကြုံကြမှုတွေနဲ့နေနေရပြီသူတို့ရဲ့စိတ်ထဲမှာအများတန်းထိတ်လန့်ခြောက်ခြားစွာနဲ့နေနေရပြီနောက်ဆိုရင်အိမ်နောက်ဖေးမှာရှိတဲ့အိမ်နာမှာသွားပြီးတော့တင်းမပေါက်ရဲတဲ့အဆင့်တွေဖြစ်တော့မှာအပြင်မှာထွက်ပြီးတော့ခုလိုမျိုးလန်လာဖို့နေနေတတ်တာပေါ့နော်အဲ့လိုဆင့်နေတွေဖြစ်တော့မှာအဲ့ဒါလည်းတကယ်မိုက်တယ်ပြီးရင်ဒါသူတို့တွေချပြလိုက်မယ်ဟဲ့အောင်တွေ့လားဟိုမှာ KTV သွားတဲ့ကောင်ဘလို့ဖြစ်သွားတယ်မင်းတို့ကောင်တွေဘာဖြစ်တယ်ကြားပြအဲ့လိုခြေချုပ်တွေမိတော့မှာ မိပြီဆိုတဲ့ခါကျရင်တို့အချင်းချင်းကြားမှာပြိုကွဲမှုတွေပုံများလာမယ်စီလုံးမှုတွေပြက်ပြားလာမယ်အဲငါတို့ကြားတော့ဒီလိုပြောနေပြီးတော့မင်းတို့ကြားတော့ဘာဆိုတဲ့ဟာတွေပို့ပြီးတော့ဖြစ်လာလိမ့်မယ်အရင်တည်းကရှိနေတဲ့ဟာကအခုဆိုရင်ပို့ပြီးတော့ဆိုးလာတော့မှာပေါ့နော်ပြောကြတော့တာတို့အဆက်ကွဲအကျိုးနဲ့ပေါ့နော်တို့ရဲ့မိသားစုတွေပေါ့နော်ဟာငါသားငါသားကျိုးစိတူရအာဟိုဘယ်လိုပြောမလဲတခုခုဆိုဂုံယူဝမ်းမြောက်ဆိုတာပြောချင်းကြတာတိုက်ပွဲမှာကြွားရတယ်ဆိုရင်တော့မှတူရအာတိုက်ပွဲမှာမြင့်မြတ်စွာအသက်ပေးလှူသွားတယ်တို့အာရန်သူနဲ့ထိတွေ့ရင်ဆိုင်တဲ့အခါမှာကိုယ့်အသက်ကို လုံးဝဒါမငဲ့ခွက်ဖဲနေပေါ့နော်ရန်သူရဲ့ဘန်ကားတွေဘလို့ပြေးဝင်သွားတာဘာညာအဲ့လိုပြောတတ်ကြတယ်အခုကျတော့ဒီလိုဖြစ်စင်ကြတော့ပြောလို့မရငါသား KTV သွားရင်လည်းဘလို့ပြစ်ခတ်လိုက်ရတယ်အဲ့လိုပုံစံမျိုးပဲပြောရမယ်အနေဒါဖြစ်သွားပြီပေါ့နော်ဒါတို့လူမိသားစုရဲ့အတွက်တကယ့်ကိုအဆက်ရစရာပဲပေါ့နော်ပြီးတော့ကျတော့ဒါကျွန်တော်တက်ဖွဲ့ရဲ့သတင်းရယူနိုင်မှုစွမ်းအားတွေမြင့်လာတယ်ပေါ့နော်စွမ်းဆောင်ရည်တွေမြင့်လာတယ်အဲ့ဒါတကယ်မိုက်တယ် ဟိုပြီးတော့ကြတော့ပြည်သူလူထုမထိခိုက်အောင်လုပ်နိုင်တဲ့ဟာတွေကလည်းတကယ်မိုက်တယ်ဒါမြို့ပေါ်နေရာတွေခြေရလိုနေရာတွေအဲ့လိုနေရာမျိုးတွေမှာပြည်သူလူထုမထိခိုက်အောင်လုံးဝ mission နဲ့ဖော်ဆောင်ပြီးအောင်အောင်မြင်အောင်အကောင့်ထဲပေါ်နေအောင်သူတို့လှုပ်သွားတဲ့ဟာတွေကတကယ်အားရဖို့ကောင်းတယ်တကယ်ကျေနပ်ဖို့ကောင်းတယ်ပေါ့နော်အဲ့တော့သူတို့ကိုပေးနိုင်တဲ့အခုနလိုပေါ့နော်တိုက်ခိုက်မှုတစ်ခုကအိုက်ထက်ပို့တယ်ပေါ့နော်အိုက်ထက်ပို့ပြီးတော့တာရောက်တာသွားတယ်ဆိုတော့လည်းသိစေခြင်းနဲ့အခုဆိုရင်သူတို့ကြောက်လန့်နေကြလိမ့်မယ်ပေါ့နော်အဲ့တော့မိုက်တယ်အဲ့ဒါလည်း ောက်ကတောင်တကုံမြို့မရဲစခန်းလက်ပြဘုံပြစ်သွင်းအဲ့ဒါလေတကယ်ပြောရင်ရဲစခန်းနေဆိုတာကဗျာအခုကုညီပြားစီဆိုတဲ့ရဲစခန်းနေကအခုတောင်တော်လိုင်းတက်ဖွဲ့တွေလေ့ကျင့်ရင်းကွင်းနေဖြစ်နေပြီအားလိုက်တော်တော်ကြီးပြင်းနေတာလက်လက်ဆန်းတဲ့နေရာပေါ့ကိုကကိုဒါခုနလိုပေါ့နော်လက်ပြဘုံနေပါလေဒါတီထွင်ပြီးတော့နော်ဒီဘုံကောင်းမကောင်းဒီလက်ပြဘုံကောင်းမကောင်းပြင်အားဘလောက်ရှိလဲဆိုတဲ့ဟာကိုရဲစခန်းမှာတော်တော်ဆန်းပါအဲ့လိုပုံစံမျိုးနဲ့ပဲသွားပြီးတော့တီးနေရတဲ့အနေထား အဲ့လောက်ထိကိုဒီကောင်နေအခြေအနေဆိုးနေပြီကုညီပြကြီးဆိုတာသူတို့အတွက်ကိုသူတို့ပြန်ပြောတာဖြစ်နေပြီဒါပေမဲ့လည်းအဲသူတို့ချင်းချင်းကိုကိုပြန်မကယ်နိုင်တဲ့အနေထားစစ်တပ်ကလည်းသူတို့ကိုကယ်ပေးမှာမဟုတ်ဘူးပေါ့နော်ရဲဆိုတာတကယ်တမ်းတော့အနှိမ်ခံပဲရဲဆိုတာကြည့်ကြည့်လိုက်အဲသူတို့ရဲ့ကင်ဆောင်တဲ့လက်နက်ကအစသူတို့ကိုပေးထားတဲ့အဆောင်ရှောက်အဆောင်ရောင်ကအစပေါ့နော်စစ်တပ်တဲ့ဆိုင်လုံးဝတဆင့်နေဆိုတဲ့ပုံစံမျိုးပဲပေးတာအဲ့ကောင်နေအနှိမ်ခံကောင်းတယ် အဲ့လိုကောင်မျိုးတွေကပြည်သူကိုရက်ဆက်တဲ့ပုံစံမျိုးတွေနဲ့ပြုတ်မှုနေတဲ့အခါအခုဆိုရင်ဒါသူတို့ဝစ်လေတာပဲပေါ့နော်အဲ့တော့ဘဲမမထွက်ရဲမသွားရဲမလာရဲဆိုတဲ့အစ်င့်နေတီဖြစ်ကုန်ပြီသွားလို့လည်းမရဘူးသူတို့မှရှိတဲ့လက်နက်ကလုံးဝသူတို့ကတော့အဖေပြခေါ်ရမယ်လက်နက်မျိုးတွေပေးထားတာပေါ့အဲ့တော့ဒါကတော့ဒါကြောင့်ဒီရက်ထဲမှာတွေ့ရတဲ့ဒါဝမ်းသာစရာအားရစရာအောင်မြင်မှုတွေနဲ့ပတ်သက်တဲ့ဟာပေါ့နော်ရှေးပိုင်းကာလမှာတော့ကျွန်တော်တို့ဒါကြီးကွေးရမယ့်ဟာတွေရှိတယ်စိတ်မကောင်းဖြစ်ရတဲ့ဟာတွေရှိတယ် ဒါပေမဲ့အဲ့အရာတွေကျော်လွန်လာပါပြီကျွန်တော်တို့ပြန်ပြီးတော့အချင်းချင်းအားပေးကူညီမှုတွေနဲ့ပဲပြန်ပြီးတော့ရုံထနိုင်ခဲ့ကြပါတယ်အခုလိုဆိုလည်းပြန်ပြီးတော့ရုံထနိုင်ဖို့အတွက်စူးစမ်းနေကြရရှိတယ်အဒီကြားထဲမှာပဲပြည်သူတွေစိတ်သက်ကြနေတဲ့ဟာကိုပြန်ပြီးတော့စိတ်သက်မြင့်တင်ပေးလိုက်နိုင်တဲ့အဲဟိုနာအင်ဒေါ်မျိုးသိန်းလိုမျိုးတွေဖလန်းမျိုးသိန်းလိုဇက်တိုက်ကြီးပေါ့နော်အဲ့လိုဟာမျိုးတွေကလည်းတကယ်အားရစရာကောင်းတယ်ပြီးတော့အဲ့လိုမျိုးမျိုးသိန်းတွေထဲမှာတကယ်မိုက်တဲ့ဖြစ်စဉ်တွေဖြစ်ရတဲ့ရှိသေးတယ်အဲ့ဥစားလေးလည်းကျွန်တော်အင်တာဗျူးရအောင်ကျွန်တော်စူးစမ်းနေရရှိပေါ့နော်အဲ့ဒါဘာလဲဆိုတော့ ါတိုက်ပွဲထဲမှာပေါ့နော်ဒါဖလန်းမြို့သိမ်းမှာဆိုရင်တိုက်ပွဲထဲမှာလူလိုနေလို့ပေါ့နော်လူလိုနေပါပဲဆိုတဲ့အသည့်နဲ့ပေါ့နော်ဆရာဝန်တွေမသိအောင်ခိုးထွက်သွားတဲ့ရဲဘော်တွေရှိတယ်အပြီးတော့ကျဒါခြေထောက်ပြက်နေတဲ့ရဲဘော်ကသူ့လောက်တောင်မှဒဏ်ရာမပြင်းနဲ့သူ့ရဲ့တငယ်ချင်းကိုအရင်ကုခိုင်းတာရှိတယ်ရဲဘော်တွေချင်းချင်းဘလောက်ချစ်လဲဆိုတဲ့ဟာတွေပေါ့နော်အပြီးတော့ကျဒါလက်ညှိုးကွေးလို့ရတဲ့ရဲဘော်ကသူ့တငယ်ချင်းကိုရှေ့တန်းမှာကာပစ်ပေးမဲ့လူမရှိဘူးအဲငါ့မှာလက်ညှိုးကွေးလို့ရသေးတယ်ဆိုပြီးတော့ဒါခိုးပြီးပြန်တဲ့ဒါရဲဘော်တွေရှိတယ်ပေါ့နော်အပြီးတော့ဒါជីဝင်နေတဲ့ရဲဘော် ကြည်ဝင်နေတယ်သူကြည်ဝင်နေတဲ့ကြည်စံကိုသူပြန်ထုတ်မယ်ဆိုရင်နားရမှာဆိုလို့ပြီးရင်သူ့ရဲ့နေရာကသူအရင်တည်းက train ထားတဲ့နေရာဖြစ်လို့ပေါ့နော်လေ့ကျင့်ထားတဲ့နေရာမဟုတ်လို့သူမပြက်ကွက်ခြင်းဘူးအဲအကြောင်းမလို့ဒါကြည်စံကိုမထုတ်ဘူးဆိုတဲ့ရဲပေါ်တွေရှိတယ်အပြည့်ကြတာကြည်တွေကိုမိုးလို့ယွာလို့ပေါ့နော်မိုးလို့ဒါစစ်ကောင်စီဘက်ကကြည်တွေကိုမိုးလို့ယွာတာအဲ့လိုယွာတဲ့ဂျားထဲမှာမှာအလုံးကအသေးခံပြီးတက်တိုးကြတဲ့ရဲပေါ်တွေကိုပေါ့နော်စစ်ကောင်စီဘက်ကကောင်းနေရ အဘလို့ဝိညာဉ်နေနဲ့များဒါဒီလောက်ထိဒါပြင်းပြထန်ထန်နဲ့တိုက်ခိုက်နေရတာသူတို့မှာလုံးဝအသက်တွေများအပူပါသလားဗောနော်ဘလို့ဝိညာဉ်နဲ့កောင်းနေလဲဆိုပြီးတော့ဒါပြောရတဲ့အထိလန့်ဖြန့်သွားတဲ့ဖြစ်စဉ်တွေရှိတယ်ဆိုပြီးတော့သိရအဲပြီးရင်အဲ့လိုဗောနော်ဒါသွေးသွင်းပေးနေတုန်းမှာပဲဒါသွေးသွင်းပေးတဲ့လူနာအဲလူကဗောနော်အဲဒီလူနာရဲ့အနောက်ကနေပြီးတော့အဲ့ပူကိုယ်တိုင်းပဲဒီအိတ်တွေပါလေးကင်ပြီးတော့ပြေးလိုက်ရတဲ့ပုံစံမျိုးတွေဖြစ်စဉ်တွေရှိတယ်ဗောနော်စီစီလုံးလုံးလှုပ်သွားတဲ့ ဖြစ်စဉ်ကြီးတွေကဒါခုနလိုမျိုးသိမ်းတိုက်ပွဲတွေမှာအများကြီးရှိခဲ့ဆိုပြီးတော့သိရအောင်เนาะအဲတော့ကျွန်တော်တို့ဒီဒီထက်ပို့ပြီးတော့စီးလုံးမှုတွေမြင်လာရပြီးအဲဒီထက်ပို့ပြီးတော့ညီညွတ်မှုတွေတွေ့လာရပြီးအဲ့လိုမျိုးတွေကြောင့်မလို့ပဲအခုဆိုရင်အောင်ဝေးကြီးတွေအကြီးကြီးတွေကခက်စိတ်စိတ်ရလာတာမျိုးဖြစ်ပါတယ်အဲ့တော့ဘလိုပဲဖြစ်ကျွန်တော်လုံနိုင်တဲ့ဟာတွေအကုန်လုံးဝိုင်းလုပ်ကြမယ်တက်နိုင်တဲ့နေရာတွေမှာပါဝင်ကြမယ်ကျွန်တော်စိတ်မကောင်းစရာတွေရှိတယ်စိတ်ဓာတ်ကျစရာတွေရှိတယ်ဒါပေမဲ့လည်းဒီကြားထဲမှာပဲကျွန်တော်တို့လိုချင်တဲ့အောင်မြင်မှုပန်းနိုင်ကိုအရောက်သွားနိုင်ဖို့လိုတယ်ဆိုတာကိုဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်